ကဆက်နိုးရခတ်တယ်။ဂျမကပယ်နဲ့ခဏခဏထောက်ပြီးတော့ဆက်နိုးနေရတယ်။ဘာကြောင့်လဲ။ပြောရရင်တော့ဒါတွေကကားရဲ့ဘက်ထရီထိခိုက်ပြီးတော့မကောင်းတော့တာကြောင့်အဖြစ်များတဲ့အချက်တွေပါပဲ။ဒါဆိုရင်ဘလို့အချက်တွေကကားရဲ့ဘက်ထရီကိုထိခိုက်စေနိုင်တာလဲ။ညလုံးပေါက်ကားမီတွေကိုပိတ်ဖို့မေ့ကြံခဲ့တာမျိုး generator အလုံးမလုပ်တဲ့အချိန်မှာလျှက်စစ်နဲ့ပတ်သက်တာတွေကိုသုံးမိတာမျိုး ဂျန်နရေတာကထုတ်ပေးတဲ့ဝင်အားထပ်ပို့ပြီးတော့သုံးမိတာဥပမာပြင်ပစေးကွက်ကလျှက်စစ်နဲ့ပတ်သက်တဲ့ accessory တွေကိုထပ်ပြီးတက်ဆင်ထားတာမျိုးတွေပေါ့ပြီးတော့ဘက်ထရီငုတ်တွေချောင်းနေတာလျှက်စစ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတာဥပမာ wire shock ဒါမှမဟုတ်ကြိုးတွေပေါက်ပြဲနေတာဘက်ထရီကိုအသုံးပြုတဲ့တက်တန်ကျနေတာ ဘက်ထရီကိုအချိန်ကြာကြီးအသုံးမပြုဘဲတင်ထားတာဆရှိတဲ့အချက်တွေကြောင့်ပါပဲဆိုတော့ကားရဲ့လျှက်စစ်ပိုင်းဆိုင်ရာတော်တော်များများကဘက်ထရီကနေစွန့်ရင်ယူပြီးအသုံးပြုတာဖြစ်တဲ့အတွက်ဘက်ထရီကိုထိခိုက်စေနိုင်တဲ့အခြားသောအကြောင်းအရာလေးတွေလည်းရှိနေနိုင်ပါသေးတယ်အခုဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဘက်ထရီကိုထိခိုက်စေနိုင်တဲ့အကြောင်းရင်းတချို့ကိုသိရှိပြီးလောက်ပြီးလို့ထင်ပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်